ချီယာစစ်ကိုပုံမှန်မိခွဲခြင်းရဲ့အကျိုးကျေးဇူးတွေကိုဒီဗီဒီယိုမှာပြောပြပေးမယ်။ချီယာစစ်မှာဘာတွေပါလဲပထမဆုံးပြောရရင်ပရိုတင်းပါဝင်မှုများတယ်၊ fiber ဆိုတဲ့အမြင်နဲ့ပါတယ်၊ calcium ပါတယ်၊ magnesium ပါတယ်၊ antioxidant တွေပါတယ်။ဘာလို့ချီယာစစ်ကိုဘယ်လောက်ထိမိခွဲရမလဲဆိုရင်တနည်းကိုထမင်းစားဆုံး2ဆုံးထမင်းစားဆုံး steel ဆုံး2ဆုံးကျွန်တော်မိခွဲမယ်ဆိုရင် fiber 10 gram ရတယ်။အဲ့ဒီဟာဒီကျွန်တော်လူတစ်ယောက်ရဲ့တနည်းသာမှာလိုအပ်တဲ့ fiber တက်ရဲ့30ရာခိုင်နှုန်းသို့40ရာခိုင်နှုန်းလောက်ထိတက်ရောက်မှုရှိတယ်။အမျိုးသားမျိုးသမီး တော့ Chelsea ကမိဝဲကလွယ်ကူတယ်ရေးတဲ့စိန်တောက်လို့ရတယ်နှုတ်တယ်ဖက်တောက်လို့ရတယ်ဒိန်နဲ့မိဝဲလို့ရတယ်ကျွန်တော်ကဒိန်နဲ့မိဝဲတော့ပူချက်ဘာမှမရှိဘူးဆိုရင်ညဘက်ကြီးစိန်ထားလိုက်မနမိုးလင်းတောက်အေးလေးတောက်ဆရာအဲ့လောက်အချိန်မပေးနိုင်ဘူးဆိုရင် စိန်ထားပြီး15မိနစ်သို့မဟုတ်နိုင်ခွဲလောက်နေမှာမိွဲတော့ပူကောင်းတယ်ကျွန်တော်အကျဉ်းဆုံး option ကညမိခင်စိန်တော့မနမိုးလေးတော့အဲ့ဒီအရာကကျွန်တော်တို့ခန္ဓာကိုယ်မှာကိုယ်လေးချိန်ထိမှုထောက်ကူပြုတယ်အကယ်၍မိတ်ဆွေက bloating ဖြစ်တတ်တယ်ဆိုရင်နည်းနည်းစီပဲစသုံးစေခြင်းနဲ့ ထူးခြားတဲ့ negative effect လို့မရှိဘူးကျွမ်းမရည်အတွက်အကောင်းဆုံး super food ဖြစ်တယ်ကျွန်တော်နိုင်ငံ city map တွေ store ဆိုင်တွေမှာဝယ်လို့ရနေဖြစ်တယ်ကျွမ်းမကြပါသေးတွေးစရာတခုရရင် yes လို့မှပြပါကျွန်တော်ခုနကပြောချင်သေးတယ်